ော်လာပြည်သူအားလုံးမင်္ဂလာပါကျွန်တော်တတိယနဲ့အတွက်ပြည်ဆိုတဲ့ channel တွေကနေပြီးတော့ပြန်လည်သူဆိုလိုက်ပါတယ်ကျွန်တော်ပြန်ပြီးတော့အယူကပွဲအဲအမှတ်ပုတ်တင်မတင်တော့ဘူးဆိုတော့အဲ့ဒါလေတလာတော့လွတ်ကျက်တာအဲငါမြစ်တော့နိုင်ငံလုံးငါမြစ်ဆိုရတဲ့အထိအဲနိုင်ငံလုံးနိုင်ငံဘုဒ္ဓကြီးမရောက်လာပြိုင်မဲ့သူပြောတဲ့ဘုဒ္ဓကြီးမရောက်လာကြက်ဘူးပြိခိုင်ပြောဘုရားနေပြီးတော့ဒီတပတ်ကြာနေပြီးတော့ပေါ့နော်နော်အခုကျွန်တော်ပြောတာပြိခိုင်ပြောဘာဖြစ်ဖြစ်ရတယ်လို့ဆိုတော့ယူကပွဲမှာလို့ဟုတ်မလဲအဲနော် အဲ့ဒါလည်းသူကစိတ်မချသေးဘူးလားမသိဘူးတတပါတီနဲ့ပြိုင်တောင်မှရှုံးမထင်နေလားမသိဘူးဗျမနိုင်မှကြောက်နေလားတော့မပြောတတ်ဘူးပေါ့နော်နော်အဲ့တော့ဒါလည်းဖြစ်နိုင်တယ်ဗျတခုကျွန်တော်စဉ်းစားတယ်ပြီးခိုင်ပြိုးတပါတီနဲ့ပြိုင်တောင်မှနိုင်ပါမလားပြီးခိုင်ပြိုးလည်းကျွန်တော်ဆဲနေအောင်တယောက်တပါတီနဲ့ပြိုင်တော့နိုင်ပါမလားဆိုဟုတ်တယ်ဗျာ ။ဘာတွေပြစ်လာနိုင်ဆိုတပါတီတည်းပြိုင်တော့တပါတီတည်းပြိုင်တော့နိုင်အောင်လား။ကျွန်တော်တို့တကယ်ပြောတာပါ။ကျွန်တော်ကြီးစရာပြောတာမဟုတ်။အဲ့တော့တပါတီရဲ့ပြိုင်တော့မနိုင်နိုင်တဲ့အခြေအနေ။တပါတီရဲ့ပြိုင်တော့မနိုင်ဘူးလား။နော်။အဲ့ဒါကြောင့်ပီယာစနစ်ကိုလည်းလောက်တာ။တနော်တော့နော်တပါလီလည်းပြရတော့နိုင်မနိုင်ပါကြောက်နေငူအားထက်ကြီးအားတန်တယ်ဆိုတော့အဲ့ဒါပဲပြကျွန်တော်နိုင်ငံမှာအမှားတော့ငူစရာကြီးပါပဲနော် ငိုအားတဲ့ကြီးအားတန်အားတယ်ဆိုတော့အဲ့လိုပြောတော့ငိုစရာနဲ့ကြီးစရာတွေဖြစ်တယ်ကြီးစရာတွေဖြစ်တယ်အဲ့တော့တပတ်ရဲပြိုင်တော့ပြီးခိုင်ဖြိုးကနိုင်ပါမလားတပတ်ရဲပြိုင်ရင်တော့နိုင်ပါမဟုတ်ဘူးသူတို့ကတော့ဘောမကြီးတာကိုလှုပ်ထားတာပဲစစ်တဲ့ဘောမကြီးတာကြီးကပြောတဲ့တပတ်အန်ဒီအန်ဒီကဒီယူကဘောမဝင်မှာမဟုတ်ဘူးဘောမကြီးတာကြီးကဒီလိုပြောတာသူတို့ကြိုတက်ထားပြီးသားဟောဒီဒီ ဘာလဲနိုင်ငံရေးပါတီမှပုံတင်ခြင်းဥပဒေထုတ်လိုက်လို့တပါတီရောမနိုင်ပါကြောက်လို့သူကပီယာစနစ်ပါခံလို့ကိုမြားတယ်နော်ဘာနိုင်ငံရေးပါတီမှပုံတင်ခြင်းဥပဒေရဆိုတာအန်နဒီကဟိုပြောမှဆိုရင်ဝင်နိုင်တာဗောဗျာငွေသိန်းတစ်ထောင်များတာမဟုတ်ပဲနော်မဲဆန္ဒရှင်ငွေဦးလေးသိမ်းစုပေးရမှာဆိုတော့ညာတို့ကရေကောက်ပဲလုပ်ပြီးသွားတာသိမ်းစုပေးရမှာဆိုတော့ပြီးသွားရုံးကန်းကိုဒီမြို့နဲ့တဝက်ဖွဲ့ပေးရမှာဆိုတော့လည်းသူတို့မှအဆင်သင့်ပဲ နော် तू ကမဝင်ကျင်လို့ဟိုမဝင်တာဖြစ်မှာပေါ့ဗျာနော် तू မဝင်ကျင်မှုနော်ဒီရွေးကောက်ပွဲကိုတပိတ်မောက်တော့ဗျာသူလိုတာကတော့နော်ရွေးကောက်ပွဲတပိတ်မောက်တော့ဗောမဝင်ဘူးဆိုတာဟို2010တုန်းကလို့ပေါ့နော်မဝင်ဘူးဗောအဲအန်နဒီမဝင်ဘူးဗောမဝင်တော့မတ်မတ်ပုံတွေပြန်မတင်တော့ဘူးဗောဗျာပါတီမတ်တို့မတင်မတင်ဘူးသူတို့ကတခါတပါတီရဲ့ဗောဗျာဟိုဆိုတာဗောသူတို့ချိန်ချောင်းဖက်မယ်ပါမယ်ဟာလာရွေးကောက်ပွဲမဖြစ်ဖြစ်မဖြစ်အောင်နှောက်ရှက်မယ်အဲ့လိုမျိုးတွေဗောနော်အဲ့လိုမျိုးတွေ တော့ရှိတာပေါ့နော်သူတို့စိတ်ထဲမှာတချို့ပေါ့အားလုံးတော့မဟုတ်ပါဘူးတော့တချို့ကအဲ့လိုစိတ်တွေရှိရအဲ့တော့ဒီပါတီကမြို့ပါတီရဲ့ပြရင်မနိုင်မနိုင်နိုင်တဲ့အခြေအနေတွေကလည်းရှိနေတယ်ဗျတပါတီရဲ့ပြရင်တော့တပါတီရဲ့ပြရင်တော့ပြေခိုင်ပြောကမသေးကြဘူးနိုင်မယ်ဆိုတာတကယ်လို့ပြာစနစ်မလုပ်ရင်တပါတီရဲ့ပြရင်တော့ပြေခိုင်ပြောကမနိုင်နိုင်တဲ့အခြေအနေရှိတယ်ဆိုတော့သူတို့လည်းသိတယ် အခုကျွန်တော်ပြန်စဉ်းစားလိုက်တော့ဒီစကားကြိုက်တော့ဘယ်တော့ဒီမနေ့ကျွန်တော်ပြန်စဉ်းစားတော့တပါတီတဲ့ပြရင်တော့နိုင်ဘောဆိုရွေးကောက်ပွဲမှာဆိုတတိပုဂ္ဂလဆိုတာရှိတယ်မရောက်နိုင်ဘူးပုဂ္ဂလဝင်ပြန်မရောက်နိုင်ဘူးမင်းယူနီဘောင်းချုပ်ပြီးတော့တမရရွေးကောက်ပွဲပြီးသူတို့တော့ကိုယ်စလဲဖြစ်အမျိုးသားလွတ်တော်ကိုယ်စလဲပဲဖြစ်ဒီအနေနဲ့တိုင်းဒေသကြီးလွတ်တော်ကိုယ်စလဲပဲဖြစ်တတိပုဂ္ဂလအမအနေနဲ့တတိပုဂ္ဂလကိုယ်စလဲလောင်းအနေနဲ့ဝင်ပြန်ခွင့်ရှိတယ်ဗျာနော်ဘယ်သူမဆိုအဲ့ဆိုပါတီမလို့တော့ကိုကဒီမျိုးနယ်မှာကိုယ်စီရင်နေတင်လိုက်တယ် ဥမာယူကောက်ပွဲဝင်ဖို့ငွေပေါ့ဗျာဒါ3လေးသိန်း5သိန်းပေါ့ဗျာဒါလူတိုင်းတွန်းနိုင်ပါလားနော်အဲ့တော့ပါတီလူတွေလာနေဝင်ပြိုင်မယ်ခုနပြည်ကမလို့စစ်တပ်ကပါတီဘယ်လိုလုပ်လဲလာယူကောက်ပွဲဝင်တော့ဥပဒေကြီးချက်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 လို့လုတ်ချင်တာတော့ပါတီတောင်းနေဟဲ့လားအနာလူချင်းတဲ့လူတွေအများကြီးနော်အလှတော့ကိုယ်စေဖြစ်ချင်းတဲ့လူတွေအများကြီးအဲ့တော့အဲ့တော့ NLD ကလူတွေရပဲဗျာ NLD သူ့ပါတီမရှိပေမဲ့လေပုံကုတ်တူချင်းကဟာလား ူကအဲ့မှာယူကောက်ပွဲတတိပုဂ္ဂလအနေနဲ့ဝင်ရင်เนาะအဲတတိပုဂ္ဂလအနေနဲ့ဝင်ပြီးတော့သူတစိုက်သူ့ရဲ့ကိုယ်စလဲဘေးမှာဓာတ်ရုပ်လေးပါလေသူဟိုအမတ်အမတ်ဆိုတာကတော့ကိုယ့်ရဲ့လူငယ်ကိုပေးရသူတစိုက်ပေါ့ဗျာဒီတော့တော့ကိုယ်စလဲလောင်းများရဲ့ဘေးမှာလူငယ်လေးတွေပေးရတယ်ဗျာအဲ့မှာလူသိတာရောအနယ်ဒီမန်သိတာရောဓာတ်လေးပါလေထည့်ဝင်ကြည့်ကြတာပေါ့ဗျာနော်ငါသာငါသာပေးရမှာပေါ့ဗျာဓာတ်ဆို တော့ဒေါက်ကိုငစားလှုပ်စေချင်တာဝင်စေချင်တာဖြစ်တယ်အဲ့အဲ့ဒီဒေါက်ကိုလည်းကောင်းလာမကောင်းလာကျွန်တော်တို့အဲ့ဒီလူတွေကမျက်စံနှာစင်တွေကအများစုကစဉ်းစားနေတာမဟုတ်ဘူးနော်ဒီလူတွေကမအားဘူးနော်လူတွေရဲ့စိတ်မှာဘလို့ဖြစ်နေဆိုတော့ရှင်သေးမဟုတ်ရင်ပြီးရောဘသူဖြစ်ဖြစ်တော့အဲ့တော့ဒီတတိပုဂ္ဂလတွေကနိုင်သွားနိုင်တဲ့အခြေအနေရှိတယ်ဗျနော်တကယ်လို့ပြာမလောက်ထားရင်အရင်လိုစနစ်ဆိုရင် အဲ့တော့ဒီခေတ်ကသူတပါတီတဲ့ပြိုင်ဆောင်တော့မှမနိုင်နိုင်တဲ့အခြေအနေကစနစ်ဆိုတာရေးတဲ့ရတာပေါ့နော်ဒီကသူကသူတပါတီတဲ့ပြိုင်တော့တော်တော်လေးရည်စရာကောင်းတယ်နော်ပြောရင်တပါတီတဲ့ပြိုင်တော့မနိုင်ဘူးဆိုတော့ဟာတူတဲ့ပြိုင်တော့ဟုတ်တယ်တပါတီတဲ့ပြိုင်လဲသူတနိုင်ငံလုံးမှာသူတပါတီတဲ့တနိုင်ငံလုံးပြိုင်မှာဆိုဒါပေမဲ့အဲ့အဲ့ဒီအဲ့ဒီတတိပုဂ္ဂလတွေကိုသူမနိုင်ဖို့များတယ်ဗျမနိုင်ဖို့များတယ်ဘာလို့ဆိုတော့ကျွန်တော်ကြည့်တယ် ပြီးခဲ့တဲ့ဟိုပါဒီမှာမဲရတဲ့အချိုးတွေပေါ့နော်မဲရတဲ့အချိုးတွေမဲမတာမဲပတ္တမမှုတွေလည်းရှိတာပေါ့နော်ရှိရှိတယ်ပဲထားအောင်အဲ့တော့မဲရတဲ့အချိုးတွေကျွန်တော်ကြည့်တယ်ရန်ကုန်ဟိုပဇွန်တောင်တို့ဘာလို့ပေါ့နော်ကျွန်တော်တို့လှိုင်လို့ဘာလို့ဆိုပြီးခိုင်ပြုတ်ရတဲ့မဲရအဲ့တော့မဲလာပေးတဲ့တရားမမပြိခိုင်ပြုတ်ရ900ခိုင်နှုန်း600ခိုင်နှုန်းတော့10%တော့မရဘူးဗျရန်ကုန်မြို့ကြီးထဲမှာကျွန်တော်ကြည့်တယ်နော်မတမာမှုတွေရှိတယ်ပဲထားအောင်ဗျအဲ့မတမာမှုတွေ ရှိမရှိလည်းမနိုင်ဘူးကြာเนาะမနိုင်ဘူးဒါတော့ကျွန်တော်ရှိတရားကိုပြောတာဟုတ်တော့ပြရတဲ့မဲအဆက်ရခိုင်တော့မပြည့်ဘူးရန်ကုန်မြို့တဲကရန်ကုန်တိုင်းတဲကမြို့မြို့နယ်တွေမှာကျွန်တော်ကြည့်တယ်ဟာရှိရှိနေတယ်အဲ့တော့ဒီပြည်နယ်နဲ့တိုင်းနယ်မှာလည်းကြည်လိုက်ရင်ပါတီရဲ့ပြရင်တော့မနိုင်ပါဘူးပြောပါမယ်ကြည်လိုက်ရင်15ရာခိုင်နှုန်းပြောတယ်လည်းအဲ့ဒါ20เนาะ25လောက်ပါအခုမြို့ကဘာအိတ်ချက်မရပြန်လာပြီးတော့ပါလေရေကောက်ဘွယ်ဒီပုံတပုံလောက်ဆိုတာလို့တစ်ထက်ပြောဘူးဒီပုံတပုံလောက်ရတဲ့ မြို့နယ်ဆိုဒါပြည်ခိုင်ပြု COAR တော်တော်ကောင်းလို့၄ဘုံတဘုံလောက်25ရာခိုင်နှုန်းလောက်ဝင်လာเนาะကျန်တာ60 90ရာခိုင်နှုန်းဟာ NLD ပဲအဲ့လိုအဲ့လိုဖြစ်နေတာဘူးဗျအဲ့တော့၄ဘုံတဘုံဒါမှရွေးကောက်ပေါ်မှာ PR စနစ်မလုပ်ထားရင်ပြည်ခိုင်ပြုဟာမနိုင်နိုင်မြန်ဘူးဗျနောက်ပြာစနစ်လောက်တော့သူအချိုးကြလေးရမယ်။ဟိုကတက်က25ရာကိုသူပေါင်းမယ်။အဲ့တော့မှကဘာဒီလည်းပြန်လာတယ်။ တတ်မဲတတ်တရ25ရာခိုင်နှုန်းလွတ်တော်95ရာခိုင်နှုန်းယူပြီးမှသူအစိုးရဖွဲ့နိုင်မှာเนาะအဲ့တော့ပီယာစနစ်တာမလွတ်ပွင့်နဲ့ဒီတိုင်းထားရင်အကုန်လုံးတတိပုဂ္ဂလကြီးပဲနိုင်ကုန်ပြီးတော့ဟောတတိပုဂ္ဂလတတိပုဂ္ဂလတတ်တာ95ရာခိုင်နှုန်းအစိုးရဖွဲ့ဖွဲ့သွားမှာဗျာတခါတည်းပေါင်းထားတော့အဲ့လိုမျိုးဖြစ်သွားမှာတတိပုဂ္ဂလကဒီလိုကညုံမောင်းအစိုးရပုံစံလိုနဲ့ဘဝပြတ်သွားအရင်လိုပုံစံမျိုးအတူတူလို့မဟုတ်ဘူးဗျာအဲ့ဒီ NLD တွေပဲဖြစ်မှာ ။အဲ့ဒီဒီတို့ရောက်တဲ့ကပဲဖြစ်မှာသူတို့သူတတိပုဂ္ဂလဆိုပြီးဝင်ရွေးကြမှာပေါ့ဗျာ။မဲမဲနေမလဲ။မနေဘူး။နော်နိုင်ငံရေးအဲ့လိုအာဏာရကျင်တဲ့လူတွေကမနေဘူး။နော်ဝင်မှာပဲ။စိတ်ချဝင်မှာပဲ။အဲ့ဒါကြောင့်နော်ဒီပီယာစနစ်ကြီးကိုလည်းတခါလှုပ်ထားပြန်တယ်ဗျာ။ဒုမတ်တာပဲမင်းတို့ပဲပြန်တော့တပါတီတည်းပြန်တော့မနိုင်နဲ့ကွယ်ရပြောရမယ်ဆိုရင်ကျွန်တော်နိုင်ငံရေးရင်ကျင်မင်းတို့ပဲပြန် ကျွန်တော်တို့လူတွေမှာလုံးဝဝမရှိဘူး။ဒီဟာစနစ်နဲ့တပါတီစနစ်နဲ့မင်းတို့ပဲပြိုင်ကြ။ဟုတ်ကဲ့ပါ။ကျွန်တော်ရဲ့ဒီငါမြင့်ဆွေငစားနဲ့အောင်မင်းငစားရဲ့အစုံလေးကြည့်ပေးတဲ့အတွက်ကျေးဇူးများရေးတင်ပါတယ်ဗျာနော်။